အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လဲကြိုဆိုလိုက်ပါတယ်။အခု တင်ပြပေးမှာကတော့ဂျာဖြန်ကိစ္စကိုအမေရိကန်ဘာကြောင့်ဝင်ပါလာတာလဲ။လက်ရှိဖြစ်ပွားနေတဲ့တရုတ်နဲ့ဂျပန်တင်းမာမှုဘာကြောင့်ဖြစ်လာတာလဲ။စတဲ့အချက်တွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံ့တက်ပြောကြားချက်ကိုပြန်လဲတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။အာမင်္ဂလာပါခင်ဗျာမင်္ဂလာပါ um ini are of 20th of november 2025 local time 20 past 2 uh ကျွန်တော် kl ကိုခဏရောက်နေပါတယ် kuala lumpur မှာခဏရောက်နေပါတယ်နောက်မှာတွေ့တဲ့အချိန်မှာ klcc မှာခဏရောက်နေပါတယ်အခုပဲမိတ်ဆွေတယောက်နဲ့ညလေစာစားပြီးတော့ပါကမှာလမ်းလေးခဏရှောက်ပြီးတော့အဲအပန်းဖြေတာပါအမ်ဒီဘက်ကကျွန်တော်က လိုက်လွှင့်မှုအစီအစဉ်ကြားလာမှကြားလာမည်ဒုစာဒီပတ်ဒုစာလိုက်လွှင့်မှုကိစ္စမလွှင့်ပြလို့အဲဒီကနေပဲနှုတ်ခွန်းဆက်တလိုက်ပါတယ်အဓိကအပြင်အရေးကြီးတာနှစ်ချက်ပဲပြောပါမယ်နံပါတ်1ဂျပန်နဲ့ချိုင်းနာနဲ့တန်ရှင်းဖြစ်နေတဲ့ကိစ္စကိုနည်းနည်းပြောပါမယ်နံပါတ်2ဒီကြားဖြန်ကိစ္စပေါ့ဗျာရွှေကုတ်ကူမှာတချို့ကမေးထားတာတော့တချို့ကတော့အကြမ်းဖြန်ကိစ္စကိုအရင်ပြောလိုက်မယ်ဗျာ ကြားဖြန့်ကိစ္စကဘာလဲဆိုတော့တချို့ကဒီဒီเจ้าကို live လွှင့်စေခြင်းနဲ့အဲသို့ပေတော့လဲကျွန်တော်ခရီးသွားနေရတဲ့အတွက်ကြောင့် live မလွှင့်အားဘူးပေါ့နော် live မလွှင့်အားတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့တချို့တွေကဒီသတင်းတွေကပြန့်နေပါပြီနော် live ရှာပြီးဖတ်ကြည့်လို့ရှိရင်တော်များများပြီးရပါပြီဟိုစာကျွန်တော်သူများတွေလွှင့်နေတဲ့အထဲမှာကြိုက်တာဆိုလို့ဟိုစာ ညကျော်တူလားမရကျော်တူလားမသိရခိုင်လေးပြအဲ့ကောင်လေးကအဲ့ကောင်လေးကတော့အစိုးရစန့်ကျင်ရေးဓမ္မတယောက်ပဲသို့တော်လည်းသူ့ရဲ့လေးလာမှုသူ့ရဲ့အတင်ပြမှုတင်ဆက်မှုကမဆိုးပါဘူးတော်ကောင်းပါတယ်နော်ကိုချော်မျိုးမင်းတို့ဘာလို့ကောင်းကလူမျိုးပဲကောင်းပါတယ်အမ်သူ့ကိုလည်းနားထောင်ကြည့်လို့ရပါတယ်အစိုးရစန့်ကျင်ရေးဘာညာပေါ့ဗျာစစ်တပ်စန့်ကျင်ရေးပါလိုက်ကျော်လိုက်ပေါ့နော် နည်းနည်းหนีလို့ရှိရင်အဲ့ဒီနေရာကျော်လိုက်ပေါ့ကိုရီးယားတော့ကြောက်မဟုတ်ဘူးမနီးရှိရလဲတင်တယ်အချင်းရှိရလဲတင်တယ်အပြားရှိရလဲတင်တယ်အားလုံးရှိရနေပြီတင်ပါတယ်เนาะလိုအပ်ရင်လိုအပ်တဲ့အဲဥစားကို information ကိုကျန်ရသလိုယူပါတယ်ဒါအားလုံးကကိုယ့်ရဲ့တင်စရာမြင်စရာတွေယူပါပဲသူတို့တွေမှာဘူးအချင်းရှိပြီးသူတို့တွေကဒါနဲ့ journalism နဲ့အနေနဲ့လှုပ်ရှားနေတဲ့ဥစားအသက်မွေးဝမ်းကြောင်းပြုနေတဲ့လှုပ်ရှားနေတာမဟုတ်ဘူးเนาะ sorry ပါစကားပြောမှာပါလို့ သက်မွေးဝမ်းကြောင်းပြုနေတဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်ကြောင့်တို့ရရှိရသတင်းကိုယူပါတယ်ပြီးတော့မှသုံးသပ်ပါတယ်နော်ဆိုတော့အဲ့မှာဖတ်ကြည့်လို့ရပါတယ်အင်တာနက်မှာပွားဟိုတော်တော်များများပြန်နေပါပြီအဓိကဘာကိုဖြေရှင်းမဲဆိုတော့တော်တော်များများမေးကြတာတော့ဆော့ချစ်သူကို US ကဇာဖမ်းမလားပေါ့ဒါမှမဟုတ်တရုတ်က China ဖမ်းမလားပေါ့နော်အာဆိုတော့ကျွန်တော်အမြင်မှာပြောရရင်တော့နော်ဆော့ချစ်သူကိုဖမ်းဖို့ဟိုဥစားဖမ်းဝရမ်းထုတ်ဖို့ရှိမယ်မဖြစ်ပါဘူး ။ဘာဖြစ်လို့လဲဆိုတော့စောချစ်သူကမြန်မာမျိုးသားဟိုဥစ္စာတိုင်းသားတယောက်ဖြစ်ဖြစ်လို့ပါနော်။ဟိုကစ်ချင်းဖြစ်ရင်မြန်မာထောင်ထဲမှာသူဝင်လိုက်မှာပေါ့နော်။လွယ်လွယ်လေးပါသူတို့ကမခက်ပါဘူး။နော်မြန်မာထောင်ထဲကိုဝင်ချလိုက်ရုံပဲ။နော်။ဒါကြီးအဲ့မှာတတိတန်းနဲ့နေနေရုံပဲ။နော်။အဲ့လိုရှိပါလေ။နော်။ဟိုဥစ္စာတယုတ်တယုတ်ဆက်ဘူးတဲ့တယုတ်လူမျိုးတွေကြတော့ မြန်မာစာအုပ်လည်းခြင်ထားမယ်တရုတ်စာအုပ်လည်းခြင်ထားမယ်ကမ်ဘောဒီးယံစာအုပ်လည်းခြင်ထားမယ်ဆိုတော့စာအုပ်တွေဆက်ဆက်ခြင်တဲ့လူတွေကြတော့တရုတ်ကပြန်ခေါ်ပါလိမ့်မယ်သူတိုင်ဟန်တာသူလူမျိုးနော်ပြန်ခေါ်ပြီးသူကသူသူဖန်ခံထိလိုက်တဲ့ပုံကလည်းညိုရီးယားကနေပြီးတော့ပြန်ပြီးတရုတ်ပြည်ကိုပို့လိုက်တဲ့ပုံကလည်းတေရန်ခံရဖို့99%လောက်ကျင်းသေးပါတယ်သူကသူတော့ပထမတော့ဒီ Chinese intelligence ပေါ့နော် Chinese intelligence ကိုလုတ်ပေးနေတယ်လို့ ့အဲ collaborate လုပ်ပြီးတော့ပြောတယ်လို့အဲ့လိုမျိုးပြောပါတယ်။သို့ပေတော့လည်းအဲဟုတ်မယ်လို့မထင်ပါဘူးနော်။ဟုတ်မယ်လို့မထင်ပါဘူး။ဒါပေမဲ့သူတို့မှာ China မှာသူကဘာလဲရှိတယ်ဆိုတော့သူတို့မှာရှိတဲ့ government of course mechanism တွေကတစ်ခုနဲ့တစ်ခုတစ်ဖက်နဲ့တစ်ဖက်နဲ့မတိတာမထင်ရှားပဲနဲ့ထောက်ရှားနေတဲ့ပုံစံမျိုးတွေရှိပါတယ်နော်။အဲအဲ့အရာမျိုးအဲသူတို့ organ ကျတစ်ခုနဲ့တစ်ခုမတူပါဘူးเนาะမတူတဲ့အတွက်ကြောင့်တစ်ဖက်ကလှုပ်ရှားတာနဲ့တစ်ဖက်က ဥစ္စာတစ်ဖက်ကဒီရလာပြီမဲ့နောက်တစ်ဖက်ကမပေးတော့ဘူးဆိုလို့ရှိရင်လည်းခံရတာမျိုးတွေရှိပါတယ်เนาะဆိုတော့ဒါကသူကိစ္စပါဆိုချစ်စီကိစ္စကိုပြောပြပြီးပါပြီ American ကဘာဖြစ်လို့ဒီချားဖြန်ကိစ္စကိုတကယ်ဝင်ဝင်ပါလာတာလဲဆိုလို့ရှိရင်ကကျွန်တော်မြန်မာပြောရရင်တော့ China လောက်တာသူအကုန်လိုက်လုပ်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ Chinese ဥစ္စာ firewall က very very famous ပေါ့เนาะဒီချားဖြန်လုပ်ငန်းတွေက တရုတ်ပြည်ရဲ့အပြင်ပကနေလှုပ်ရှားနေတာဖြစ်တဲ့အတွက်ကြောင့်เนาะဒီမြန်မာပြည်ယူရီးယားဥမာကမ္ဘောဒီးယားတို့လာအိုဆိုအဲ့လိုတိုင်းပြည်မျိုးတွေရဲ့တရုတ် Chinese Chinese firewall အောက်ထဲရောက်သွားမှာစိုးရိမ်လို့ဝင်ပြီး counter balance လုပ်တဲ့သဘောလို့ထင်ပါတယ်เนาะတကယ်ကြားဖြန့်ကိစ္စကိုဘုရုံစောမင်းတို့ပြောတယ်လို့ BBC ကတော့တွင်းနေပြောတယ်လို့မျိုးကြားဖြန့်ကိစ္စကိုတကယ်တမ်းထဲထဲဝင်ဝင် ညာညီစိတ်ဝင်စားလို့ဝင်ပါလာတော့ဟုတ်ကံမတူပါဘူးเนาะသို့တော်လည်းတရုတ်ကထဲထဲဝင်လုံနေတဲ့အတွက်ကြောင့်သူလည်းဝင်ပြီးတော့သူ fair share ပေါ့ဗျာအဲ့ဒါဝင်ပြီး claim လုပ်တာပါเนาะတကယ်တမ်းသာသူကြားဖြန့်ကိစ္စကိုသူတိမ်နှင်းကျင်နေဆိုရင်เนาะ American နဲ့ US နဲ့ American နဲ့ Chinese Chinese government နဲ့ပေါင်းပြီး collaborate လုပ်ပြီးတော့အတူတူတိုက်ဖြတ်လို့ရပါတယ်ပို့ပြီးအစွမ်းထက်ပါတယ်เนาะအဲ့ဒီဘက်ကွာနေတဲ့လမ်းကြောင်းကိုမတွေ့ရဘဲနဲ့ counter balance သွားနေတဲ့လမ်းကြောင်းကိုပဲတွေ့နေရပါတယ်ဘလောစီတော့เนาะ now 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 6လအတန်ဒီတစ်နှစ်တန်ဒီဆိုရင်တော့ဘလို့နေမလဲတော့မပြောတတ်ဘူးပေါ့เนาะအဲ့ဒီခါကျရင်ပူပေါင်းသွားရဲ့ဆိုတော့ကောင်းတာပဲเนาะကောင်းတာเนาะဒါအချားဖြန့်ကိစ္စပါเนาะ Japanese နဲ့ Chinese နဲ့ tension ကတော့ဘလို့လဲဆိုတော့ဒါကသူကဖြစ်နေကြပါเนาะဖြစ်နေကြပါဒီ Sankaku ဆိုတဲ့ island ပေါ့ဗျာ ဟိုတရုတ်လိုလည်းသူကရှိတယ်ဒါနာယူဆိုလားမသိဘူးရှိတယ်နောက်ပြီးတော့ Taiwanese ဆိုလည်း Danayu 2ပါဆိုလည်းမသိဘူးရှိတယ်ဆိုတော့တရုတ်လိုကတော့တရုတ်လိုကတော့သူ့ရဲ့အတိတ်တွေကတနာတနာကျွန်းပေါ့နော်ဂျပန်လိုကသူကအတိတ်တွေကတော့သူကဘယ်လိုခေါ်မလဲ pointed island ဆိုလားမသိဘူးအဲလိုမျိုးအဲလိုမျိုးဘာသာပြန်လို့ရတယ်ပေါ့နော်လောလောဆယ်တော့ဒီဟာဒီဟာ Japanese territory ပါဆိုအဲဘက်တီကိုရန်ပန်ရန်ခသူက ဟိုစား Chinese Naval ဟိုစားဘော Coast Guard ကသွားပြီးတော့တွားလေတွားတာရှိပါတယ်เนาะဒါပထမဆုံးချိန်မဟုတ်ပါဘူးအဲဒါမျိုးတွားလေတွားတာရှိပါတယ်အဲ့လိုဥတီလာနေတာဘတ်နှစင်းတန်စီ၄စင်းတန်စီတွားလေတွားတာရှိပါတယ်เนาะအများသောဖြင့်အဲ့ formation နဲ့တွားပါတယ်เนาะတွားတာဟိုဒီဟာကိုအကြောင်းပြပြီးတော့ Japanese PM ကအဓိကအဖြစ်သူကဘာလုပ်ချင်တာလဲဆိုတော့ war threat ပေါ့ဗျာဥစားပေါ့ စည်ရေးနှိုးကြွလာအောင်လုပ်တာပါเนาะပါလီမန်ထဲမှာစည်ရေးနှိုးကြွလာအောင်လုပ်ပြီးတော့သူတို့ပါလီမန်မှာရှိတဲ့ဟို constitution ရှိတယ် Japanese constitution အမှန် American ကရေးပေးခဲ့တာเนาะ1947 48လောက်ကလေးက47ကြီးကရေးထားတဲ့ constitution အဲ constitution မှာ clause ကဘာရှိလဲဆိုတော့ Japan ကကာကွယ်ရေးအလွဲပြီးရင်ဟိုဥစ္စာစစ်မှတ်ရေးရမှာဟိုဥစ္စာကိုယ်ချက်ကိုဟိုဥစ္စာအစီအစဉ်မရှိပါဘူးဆိုပြီးကန့်သက်ထားတာရှိတယ်เนาะ defense only ပေါ့ offense မပါတဲ့ defense only ပဲသူကဒါမျိုးလုပ်ထားတာရှိပါတယ်အဲ့ဒီ clause ဆိုသူတို့တောင်းအောင်ပြင်လိုက်မယ်เนาะနောက်နှစ်ဒီနှစ်ကကုန်ကနေပြီတစ်နှစ်တစ်လကျော်ကျော်လောက်ပဲကျန်တော့တယ်နောက်နှစ် January February လမှာသူတို့ parliament ခေါ်လို့ရှိရင်အဲ့ Japanese constitution ကိုရအောင်သူတို့ပြင်လိုက်မယ်မရရအောင်เนาะအောင်မြင်တာမအောင်မြင်တာကတော့တက္ကနာသို့တော်လည်းလောလောဆယ်လက်ရှိ Japanese government ရဲ့ဆန္ဒကတော့ပြင်ရင်နေတဲ့သဘောမှရှိတယ်ပြင်ပြီးွားလို့ရှိရင် ။အားရပြောပြောစစ်လက်နဲ့ရေးရာတွေစစ်လက်နဲ့တွေတိုးချဲ့ပြီးတော့ဝယ်မယ်နော်။လက်နဲ့တက်ဆင်မှုတွေပို့ပြီးအချိန်ဟုန်မြင့်မယ်နော်။ defense နဲ့ offense ကိုပြောင်းမယ်။ဒါမျိုးတွေသွားမယ်အနေထားမှာရှိနေပါနော်။ဒီအတွက်လောက်တာပါ။နေချင်းညချင်းတရုတ်နဲ့ဂျပန်နဲ့ထပြီးတော့စစ်ဖြစ်မှာတော့မမြင်ပါဘူး။နော်။မမြင်ပါဘူး။ဟိုဂျပန်ဖြစ်ချင်အောင်တရုတ်ကရှောင်မှာပါ။နော်ဖြစ်လေဂျပန်ခံနိုင်မှာမဟုတ်ပါဘူးတရုတ်ကနျူကလ িয়ার ပါပါနော်ဂျပန်မှာအဲ့ဒါမျိုးမရှိပါဘူး เนาะโดยส่วนแล้วญี่ปุ่นมาป้ายๆดิอายရှိပါတယ်เนาะดูแลโหษาไม่နိုင်ไปแม้လို့ตลอดนี้ก็ชิ้นเนี่ยตัวอ๋อทุกနိုင်เนี่ยอนิจจ์มาရှိပါတယ်เนาะสรุปเอ่อไอ้ไทม์แม้ตัวออกมาบาอเนจิญญาจิงกบาสิจี้ผิดมะล่ะส่วนเนาะเลยเอ่อผิดแม้လို့တော့ไม่見ได้บ่าวเนาะบาผิดလို့เลยสรุปโหဖြစ်ရင်တစ်ဖက်စလုံးနာမှာပဲဘယ်သူနဲ့ဘယ်သူနဲ့ဖြစ်ဖြစ်အကြီးအကျယ်ဒုက္ခရောက်ဖို့ရှိပါတယ်အဲအဲ့လို fully develop ဖြစ်တဲ့နိုင်ငံတွေအချင်းချင်းမှာ စစ်ဖြစ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဟိုပို့ပြီးတော့သူတို့ပဲမျက်နှာမှာပါเนาะ proxy war တွေသွားမယ်ဆိုတာတော့ဒါအများကြီးဖြစ်နိုင်လို့ရှိပါတယ်เนาะ US ကလည်းဟာ US ကလည်းသူကစစ်ဖြစ်ဖို့အတွက်ဟိုအများကြီးဟိုပြုပြင်ပြင်ဆင်နေတာရရှိပါတယ်เนาะ Venezuela ကိုသူဝင်ချိန်မလားအဓိက Venezuela မှာရှိတဲ့ oil reserve တို့အရင်စိတ်ဝင်စားနေတာပါအာဘလူးပဲစစ်ကဒီရှိမှာဖြစ်မယ်ဆိုလို့ရှိရင်ဒီ energy က security ကအရေးကြီးပါတယ် oil security oil reserve ကအရေးကြီးပါတယ်စစ်ကြီးဖြစ်ဖို့အာဖန်ပြနေတယ်ဆိုလို့ရှိရင်ဒီ oil reserve တွေကိုအရင်ဆုံး secure ဖြစ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ကြောင့်ပါနော်အခြေအနေတွေရအဲ့လိုရှိပါတယ်เนาะဒါကကျွန်တော်အချမ်းမြင်ပြောသွားတာပါကျွန်တော်လည်းဘလောက်ကြီးမအားတဲ့အတွက်ကြောင့်လိုင်းမောမတက်ဖြစ်တာပါเนาะအခုတော့ဒီဘက်ကတော့ဒီလောက်ပါပဲကြည့်ရစ်ဒနီပြန်ရောက်လို့ချိန်ရလို့ရှိရင်တော့ကျွန်တော်ဓာတ်ရပို့ပြီးတော့ညာကြီးပို့ပြီးတော့ တွင်လိုက်ပါမယ်ကျေးဇူးပါဗျာဒီကအခြေအနေကိုတစ်ချက်လောက်ရှင်းလိုက်ပေါ့နော်ဒီ KL မရောက်တာ10နှစ်15နှစ်လောက်ရှိသွားပြီ10နှစ်15နှစ်လောက်နှစ်20လောက်ရှိပါတယ်ငယ်တုန်းကတော့ဒီ KL မှာကြီးတာပဲ KL မှာတစ်နှစ်သုံးနှစ်နေဘူးလေကလေးတုန်းကတော့ဒီဒီ twin tower စီပါတော့မဆောက်ဘူးမဆောက်ရသေးဘူးလေကျွန်တော်တို့အခြေအနေကဒီလိုရှိပါရဲ့တို့တိုင်းပြည်ကတော်တော်တိုးတက်နေပါပြီကျွန်တော်တို့ပမာပြည်နဲ့ချားစီပါပဲเนา တော့ဒီကမလေးရှား architecture ရိုးရရထက်အများကြီးကောင်းပါတယ်။ဟိုဒီက Middle East မှာစောက်တဲ့ architecture မျိုးတွေဒီကိုသူတို့ import လုပ်တာပါ။သူတို့ building construction ကသူတို့ရဲ့ building construction ကစောင်းနီးစောက်ခံနေစောက်ပုံတွေကတော်တော်လေးအဆင်ပြေတဲ့အနေအထားမှာရှိတာကိုတွေ့ရပါတယ်။မသုံးထားတဲ့ပစ္စည်းတွေကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်။နော်။သူတို့လူမျိုးကိုသူတို့မြင့်တင်နေတာကိုတွေ့ရပါတယ်။နော်။ဒီ KLCC ဒီ park ကဟိုမြန်မာပြည်ကကန်တော်ကြီးတို့လူပါ ဟိုပုံစံမျိုးပါဘယ်သူမှဆိုလာပြီးတော့ဒီမှာလမ်းလျှောက်ပြီးတော့အဲဟိုကိုကာယဘာညာလုပ်လို့ရပါတယ်ဒါ entry ဘာညာ fee pay เสียမလို့ပါဘူးအဲကျွန်တော်သိရသလောက်မလေးရှားကမြန်မာမြန်မာ passport ဆိုလို့ရှိရင် visa မလိုတော့ပါဘူးเนาะ visa မလိုတော့တဲ့အတွက်ကြောင့်အချိန်မြေလာလည်လို့ရပါတယ်စင်ကာပူထဲအများကြီးဈေးသက်သာပါတယ်အဲယူရီးယားနဲ့နေလား၅လားလောက်ရှိပါတယ်เนาะလေမြန်ကတော့လေမြန်ကတော့ပို့ပေးရမယ်ယူရီးယားရဲ့စာရင်၂ဆ အစကွဲလောက်ကိုပေးရမယ်150လောက်အဲကျမယ်ထင်တယ် US ဒေါ်လာ150လောက်ကျမယ်ထင်တယ်သွားပြန်နော်ဟို flight time ကလည်းယူရီးယားနဲ့စာလို့ရှိရင်2စ2စကွဲလောက်ကိုများတာပေါ့ကိုကိုရှင်းချပါတယ်နော်ဒီကဟိုစာ apartment တွေပါရင်ငှားတာပြူတာကတော့ယူရီးယားနဲ့အတူတူလောက်ပါပဲစင်ကာပူလောက်လည်းဈေးမကြီးပါဘူးနော်အဲ့တော့ယူရီးယားကိုလာလေခြင်းဟိုစာမလေးရှားကိုလာလေခြင်းလာလေကြပါမလာလေခြင်းလဲမလာလေပါနဲ့စားတော့အင်တန်ကောင်းပါရဲ့စားလို့တော့လို့ကောင်းပါတယ် ဆိုတော့ကိုကတော့ဒီမှာအလုတ်ကိစ္စနဲ့ခဏလာပြီးတော့အာအလုတ်ကိစ္စနဲ့ခဏလာပြီးဒိုးတော့မှာဖြစ်ပါတယ်နော်ဆိုတော့အဲ့လိုအနေထားရှိပါတယ်နော်ဆိုတော့ယူရီးယားမှာလောက်တော့မြန်မာမများဘူးဒီမှာလည်းမြန်မာ population တွေရှိပါတယ်များတော့ဖြစ်မွန်နေကလားတွေအဲ့လိုမျိုးပေါ့ဗျဘင်္ဂလားဒေ့ရှ်တွေလည်းဒီမှာအများကြီးရှိတယ်ဆိုတော့အဲအဲ့လိုအနေထားတွေတော့ရှိတယ်နော်ဆိုတော့ ဘန်ကောက်လောက်တော့လူမရှုပ်ဘူးခင်ဗျ။เนาะလူသူများတဲ့ချိန်တော့များပါတယ်။ဘန်ကောက်လောက်တော့လူမရှုပ်ပါဘူး။အမ်အစားအသောက်ကကောင်းတယ်ဒါပေမဲ့ယူရီးယားစာကတော့ကိုကတော့ယူရီးယားစာပူချိုက်တော့ပူချိုက်တော့ယူရီးယားစာတော့မကောင်းဘူး။အဲ့လိုအဲ့လိုပဲပြောရမှာပါ။ဒါပေမဲ့တခါလေမဆလာနိုင်နိုင်နဲ့ချက်ထားတဲ့ကလာဟင်းတွေပါရှိတယ်။အဲ့ဒါကြီးကရန်စားလို့ကောင်းတယ်ဒီမှာအာလူပူရီတို့ဒီအထက်တရားပလာတာတို့ဒါမျိုးတွေချက်သားဟင်းနဲ့ပါနဲ့ဆိုရင် ပလာတာနဲ့ချက်သားပေါ့ဗျာနော်အဲအဲမျိုးတွေတော့ရှိတယ်ဘာလို့ဒီမှာမလေးရှားကဘာဖြစ်လဲဆိုတော့သူကတကယ်ကို cosmopolitan ပေါ့ဗျာအဓိကကတော့ပြင် Hindu population ရယ် Hindu population ကကလားတွေပေါ့ဗျာနော် Muslim population ကတော့မလေးတွေပေါ့ Chinese population ကတော့ Buddhist တွေပေါ့နော်ဒီမှာသူတို့ကသူတို့ harmonize လုပ်ပြီးနေနေကြတာပါတောင်တောင်နဲ့ရိုက်ကြပြူကြတက်ကြဖြစ်ကြတာလဲ မရှိပါဘူးမကြမိပါဘူးเนาะတော်သူအေးစေးစေးပဲနေကြပြီးကြတာပါဆိုတော့မဆိုးပါဘူးတော်တော်တည်ငြိမ်တဲ့အတိုင်းပြည်တစ်ခုပါเนาะအာကျွန်တော်တို့အတိုင်းပြည်လဲဒါမျိုးတည်ငြိမ်မှုရတဲ့အခါကြရတဲ့ခါကြရရင်တော့တိုးတက်မှာပေါ့เนาะဒါပါပဲเนาะဘယ်လောက်ဆိုရင်တော်လောက်ပြီလို့ထင်ပါတယ်ကျွန်တော်လည်းလုံးစရာရှိသေးတဲ့အတွက်ကြောင့်ဆက်ပြီးတော့အဲတော်ပြီလုံးစရာရှိတာလေးတွေလုံးလိုက်ပါအောင်မယ်ခင်ဗျာကျေးဇူးပါ နောက်ဆုံးရပြည်တွင်းပြပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်တွေ့ကြမယ်နော်